Hi comrade ဒီဗီဒီယိုလေးမှာမြန်မာနိုင်ငံကိုဘာလို့မုံတာလဲဆိုပြီးတော့ topic အောက်မှာ social knowledge ရနဲ့ wine line လေးတွေလုပ်ပြီးတော့ video တွေတင်လိုက်တာတချို့လူတွေကလည်းအမြင်မတူညီမှုလေးတွေကိုပြောပြထားသလိုတချို့တွေကလည်းအစဲမိုးရွာသွန်းတာလေးတွေကိုသတိထားမိတယ်တချို့ကလည်းမင်းနဲ့မဆိုင်ဘူးဘာညာနဲ့ comment မှာလာပြောတာလေးတွေဖတ်မိတယ်ပြောချင်တာတစ်ခုကဒါက social knowledge content တစ်ခုဖြစ်လို့ဘယ်သူမှမဆိုပြောလို့ရတယ်လို့ မြန်မာနိုင်ငံကိုဒီနိုင်ငံတွေကဘာအတွက်မုန်းတာလဲဒီနိုင်ငံရဲ့ပြည်သူတွေရောမြန်မာနိုင်ငံကိုဘာအတွက်မုန်းတာလဲဒီနိုင်ငံရဲ့အကြီးအကဲတွေရောမြန်မာနိုင်ငံကိုဘာအတွက်မုန်းတာလဲမုန်းကားတဲ့ reason ကရောဘာလဲဆိုတာကိုတစ်ခုချင်းစီပြောပြသွားမှာဖြစ်ပါတယ်ပြောဖို့တစ်ခုကြံတာက comment section မှာကောင်းတဲ့ comment လေးတွေနဲ့ lower chat လေးတွေကိုတစ်ခုချင်းစီ ပြောပြတဲ့ community အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်เนาะ The human rights situation in Myanmar is among the worst in the world ကဲမြန်မာနိုင်ငံကိုမုံနဲ့ဆိုင်နိုင်ငံကဘာတက်မုံနာလဲဆိုတာကိုကြည့်လိုက်ကြရအောင်နံပါတ်1 USA အမေရိကကမြန်မာနိုင်ငံကိုဘာတက်မုံနာလဲဆိုလို့ရှိရင် first က undeveloping democracy USA က democracy နဲ့ human right ကိုအလေးထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်2021 incident မှာမူတည်ပြီးတော့မကျေနပ်မှုတွေရှိတာပေါ့နော် second ကတော့ human right ရိုဟင်ဂျာပြည်ထနာကြောင့်အမေရိကကမြန်မာနိုင်ငံကိုလူမျိုးတုံးတပ်ဖြတ်မှု genocide လုပ်တယ်ဆိုပြီးတော့ ်ဝေဖန်ထားတယ်လို့ UN မှာလည်းဖိအားပေးတာလေးတွေရှိတယ်။တပ်ကတော့ collaboration ရော China အမေရိကကတော့ရောက်တဲ့နေရာမှာ China ကို point out လုပ်ထားတယ်လို့မကြသေးခင်တောင်မှ TikTok နဲ့ Kakap ကို ban လုပ်ထားတဲ့ news လေးတွေ community တို့ social media မှာတွေ့မိမှာပါ။ပြီးတော့မြန်မာနဲ့တရုတ်ကအခုချိန်မှာ collaboration အများကြီးလုပ်ထားတယ်လို့တရုတ်ရဲ့ satellite တချို့မြန်မာမှာ launch လုပ်မှာစိုးရိမ်မိတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။အခုတော့ USA ကမြန်မာကို human rights ဒီမိုကရေစီချီနာကြောင့်နဲ့မုံနဲ့ဆိုတာတီလောက်ပြီလို့ထင်မိတယ်နံပါတ်9 United Kingdom UK ကတော့မြန်မာကိုမုံရတဲ့အကြောင်းရင်းကတော့ US နေတူပဲ first ကတော့ democracy second ကတော့ human right genocide အတွက်ကြောင့်ဖြစ်တယ်ဒါဆို UK ကမြန်မာနိုင်ငံကိုမုံရတဲ့ဆိုင်ရင်ဘာအတွက်ကြောင့်လဲဆိုတာတီလောက်ပြီလို့ထင်မိတယ်နံပါတ်8 Europe country Europe country အများစုကမြန်မာနိုင်ငံကိုမုံရတဲ့အကြောင်းရင်းကတော့2021 incident human right China collaboration အတွက်တည်းကြောင့်ပဲဖြစ်တယ်။ဒါဆို USA, UK, Europe country တွေကနိုင်ငံသားတွေထဲဆိုင်ရင်နိုင်ငံအကြီးကြီးတွေကပဲ target ထားကြတယ်ဆိုတာရှင်းရှင်းလင်းလင်းသိလောက်ပြီလို့ထင်မိတယ်။ Number 7 India India ကတော့မြန်မာနိုင်ငံကိုမုန်းနှံတဲ့ဆိုင်လို့ရှိရင်မြန်မာပြည်က India အတွက်ခေါင်းကိုက်ဆရာလို့ပြောလို့ရတယ်။ First က2021 incident နောက်ပိုင်းမှာ မြန်မာပြည်က illegal immigrant တွေက Nagaland, Arunachal Pradesh, Manipur တွေမှာခဏခဏခိုးဝင်လာနေလေရှိတယ်လို့ခုနပြောတဲ့အရာ၃ခုမှာအိန္ဒိယဘက်ကမြန်မာနိုင်ငံကဒုက္ခသည်တွေကိုခိုလုံခွင့်ပေးပေမဲ့မြန်မာနိုင်ငံနဲ့အိန္ဒိယ border မှာမြန်မာဘက်ကလက်နက်ကင်တဖွဲ့တွေကြောင့်ကောင်းကင်ဆီအကြုံရတာတွေလည်းရှိတယ်။ Second fact ကတော့ချိနာကြောင့်ပဲ။ Number 6 Japan. Oh what the shock. ဂျပန်ကမြန်မာနိုင်ငံကိုမုန်းနှလားဘလို့ဆိုလို့ရှိရင် အဲ့လိုလည်းပြောလို့ရတယ်လို့မမုံလို့လည်းပြောလို့ရတယ်ဂျပန်ကမြန်မာနိုင်ငံမှာ investment အမောင်းများစွာလှုပ်ထားတဲ့နိုင်ငံဆိုတာကိုရန်ကုန်တိုင်းတန်လင်းတီလွာ economic special zone ကိုကြီးကြီးအဖြစ်တီးလို့ရမြန်မာရဲ့အနာဂတ် inflation rate ကြောင့်ယင်းမြုံနိုင်မှုတွေရှော့လာတာတွေလည်းရှိတယ်ဂျပန်ကလည်းပထမပြောတဲ့နိုင်ငံဒီလိုပဲ2021 incident human right china collaboration ကြောင့်နေလည်းပါသေးတယ်ဒီထဲမှာ rohingya case ကိုတိုက်ရိုက်ဖိအားမပေးပေမဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကြောင့်ဖိအားပေးထောက်ခံတာတွေလည်းရှိတယ်ဂျပန်ကလည်း China ကိုအဓိက life fight နေတဲ့နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် China မြန်မာ collaboration လုပ်တာကိုမကြိုက်တာအတွက်တွေကြောင့်လည်းပါတယ် number 5 South Korea ဆော့ကိုရီးယားဟာမြန်မာနိုင်ငံကိုမုန်းနှာထဲဆိုင်လို့ရှိရင်အမြင်မတူတာတွေများတယ်လို့ပြောလို့ရတယ်။သူကလည်း UK, USA, Europe country နဲ့ India, Japan တို့လိုပဲ UN မှာ human right ကိစ္စနဲ့ပတ်သက်ပြီးဖိအားပေးတာတွေရှိပြီးတော့2004-5မှာမြန်မာနဲ့ North Korea လက်နက်ဆက်ဆံရေးတွေကြောင့်မြန်မာနိုင်ငံမှာ investment လောက်တာတွေကန့်သက်ထားတာတွေလည်းတွေ့ကြတယ်။အခုပြောတဲ့နိုင်ငံတွေကသူ့နိုင်ငံရဲ့ပြည်သူတွေထက်ဆိုင်လို့ရှိရင်နိုင်ငံအကြီးအကဲတွေက incident ၃ခုကိုထားပြီးမြန်မာနိုင်ငံအပေါ်အမြင်မကြည်မှုလေးတွေရှိနေတာပေါ့နော်။ဒါဆိုမြန်မာနိုင်ငံကိုနိုင်ငံကိုပြည်သူတွေကို မုံကြရဲဆိုတဲ့နိုင်ငံလေးဘယ်နိုင်ငံလေးဆိုတာစက်ကြည့်လိုက်ကြရအောင် This is the biggest refugee camp in the world when million Rohingyas live here in Dremet Number 4 Arab country Arab နိုင်ငံအများစုဟာအစ္စလာမ်အားဖြင့်အစ္စလာမ်ဘာသာကိုထောက်ခံတဲ့နိုင်ငံဖြစ်ပြီးတော့ဒီနိုင်ငံအများစုမုံကြတဲ့အကြောင်းရင်းကတော့2016 70မှာမြန်မာနိုင်ငံမှာ Rohingya case ကြောင့်လူတန်းနဲ့ချီပြီးတော့ Bangladesh ကိုထွက်ပြေးတိမ်းရှောင်လာတဲ့အတွက်ကိုလူမျိုးတုံးတပ်ဖြတ်မှု genocide အတွက်ကို အဓိကမုံတိနေကြတာပေါ့နံပါတ်3မလေးရှားမလေးရှားကတော့အစ္စလာမ်ဘာသာဝင်နိုင်ငံနိုင်ငံဖြစ်ပေမဲ့အဓိကမုံရတဲ့အကြောင်းရင်းကတော့ရိုဟင်ဂျာကိစ်းကြောင့်ပဲဖြစ်တယ်2016-17ရိုဟင်ဂျာကိစ်းမှာမြန်မာနိုင်ငံကိုမလေးရှားတမရနီဂျက်ရီဇပ်ကဗိုက်ရိုက်ဝေဖန်ခဲ့တယ်လို့မလေးရှားမှာမြန်မာနိုင်ငံကနေတန်းနဲ့ချီတဲ့ခိုးဝင်အလုံသမားတွေကြောင့်ပါတယ်လို့လည်းပြောလို့ရတယ်။ဒါကြောင့်လေမလေးရှားမှာ မြန်မာနိုင်ငံကခိုးဝင်အလုပ်သမားတွေဆိုရင်မလေးရှားရဲတွေကအတေဖမ်းနိုင်တူတယ်။ဒါဆိုမလေးရှားကလည်းမြန်မာကိုဘာအတွက်မုန်းတာလဲဆိုတာတီလောက်ပြီးလို့ထင်မိတယ်။နံပါတ်2ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုဘာအတွက်မုန်းလဲဆိုလို့ရှိရင်လူတိုင်းသိတဲ့နိုင်ငံတိုင်းသိတဲ့ရိုဟင်ဂျာကိစ္စကြောင့်ပဲဖြစ်တယ်။2016 17မှာတန်းနဲ့ချီတဲ့ဒုက္ခသည်တွေဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့တိုင်းနဲ့ချီတဲ့အစ္စလမ်ပြည်ပတွေဂေနိုဆိုက်လုပ်ခံရတဲ့အတွက်ကြောင့်လည်း ပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကနဂိုရီးယားဆက်ဆံရေးမကောင်းသလိုဘင်္ဂလားဒေ့ရှ်နဲ့မြန်မာဘော်ဒါကိစ္စကြောင့်လည်းပါတာပေါ့နော်ဒါဆိုအစ္စလာမ်နိုင်ငံအများစုကမြန်မာနိုင်ငံကိုဗားတွက်မုံလဲဆိုတာတီလောက်ပြီလို့ထင်မိတယ်ဘရိုဒါဆိုလို့ရှိရင်နံပါတ်1ကဘယ်သူလဲလို့ထင်မှာပဲဟုတ်ပါလေအားလုံးခံမှန်းမိတဲ့အတိုင်းပဲနံပါတ်1ကထိုင်းပါပဲထိုင်းကတော့မြန်မာနိုင်ငံကိုမုံတာအသေးပဲကျွန်တော်လည်းတော်တော်သတိထားမိတယ်ထိုင်းနိုင်ငံတနိုင်ငံလုံးလားဆိုလို့ရှိရင်ထိုင်းနိုင်ငံတနိုင်ငံလုံးလည်းမဟုတ်ဒါပေမဲ့ လူမျိုးစုအများစုထိုင်းနိုင်ငံကလူတော်များများကမြန်မာလူမျိုးတွေကိုမုန်းတာတော့တော်တော်လေးကိုသတိထားမိပြီးတော့မြန်မာနိုင်ငံလူမျိုးတွေကိုလူမျိုးကြီးခွဲကြတာဖမဖမလို့ခေါ်တာကိုလည်းသတိထားမိကျွန်တော်တခါလိုင်းကားစီးတာလိုင်းကားပေါ်မြန်မာအမျိုးသမီးနှစ်ယောက်တက်လာတာဒါပေမဲ့ကားမှာ space လွတ်နေတယ်အဲ့ကောင်မလေးနှစ်ယောက်ကလည်းအဲ့ဒီ space လွတ်နေတဲ့နေရာမှာရပ်နေတာကိုအဲ့ကားပေါ်က spare lady ကမျက်နှာအောင်စူပုတ်ပြီးတော့အနောက်ကိုသွားအနောက်ကိုသွားဆိုပြီး order လုံးဝကိုလေး အဲ့ incident မျိုးလုံးနဲ့အောင်မထွက်အောင်လူကြက်နေလို့မောင်းထုတ်တာဆိုလို့ရှိရင်တမျိုးလူလည်းကြက်နေတာလည်းမဟုတ်ဘူးကားပေါ်မှာလုံးဝအရှင်နေရာလည်းလွတ်နေ space မှာအဲ့ space မှာရက်နေတဲ့ဟာကိုအနောက်ကိုသွားဆိုပြီးအတင်းကိုမောင်းထုတ်တာမျက်နှာကိုစူပုတ်ပြီးတော့ညမာဆိုလို့ဆိုပြီးတော့သူတို့ကလည်းမျက်နှာမှာဘကွက်တွေပါတွေခွက်ထားတော့ပြီးတော့အတိတ်ကဇလန်းနေပေါ့ထိုင်းနဲ့မြန်မာခဏခဏဆင်ဖြစ်တာကိုလည်းကျွန်တော်တို့ညမာတမိုင်းမှာခဏခဏစာကြရတာတွေလည်းကြုံပြီးမယ်နောက်တစ်ခုကထိုင်းမှာမြန်မာနိုင်ငံကနေခိုးဝင်အလုပ်သမားတွေနဲ့ overstay အလုပ်သမားတွေကအရန်များနေတာအတွက်ကြောင့်သူတို့ရဲ့နိုင်ငံသားအခွင့်အရေးယော်နေတာအတွက်ကြောင့်လည်းမြန်မာနိုင်ငံသားတွေကိုမုန်းနှံလဲပါတယ်။ဒါဆိုထိုင်းကလည်းမြန်မာနိုင်ငံကိုပါတွက်မုန်းလဲဆိုတာသိလောက်ပြီလို့ထင်ပြီးတယ်။လွတ်သွားတဲ့နိုင်ငံတွေရှိရင် comment မှာမှန်ပြပါဦး။အားလုံး let you all ပါတတ်တာ bye bye